စစ်ရေးအစီအမံတွေကိုလူအများအသုံးပြုတဲ့ messaging platform တစ်ခုမှာဆွေးနွေးခဲ့တဲ့ American ကာကွယ်ဝင်ကြီးရဲ့လုပ်ရဟာမဖြစ်သင့်တဲ့ကိစ္စလို့ဝင်ကြီးဌာနရဲ့အသုံးသက်ချက်တစ်ခုကဖော်ပြခဲ့ပါတယ်။ American ကာကွယ်ဝင်ကြီးဌာနဖြစ်တဲ့ Pentagon စစ်ထာနာချုပ်ရဲ့အသုံးသက်ချက်ထဲမှာတော့ဝင်ကြီး PH ဆဟာသူ့ရဲ့ပုံကိုယ်ရဲ့အသုံးပြုတဲ့ဖုန်းတွေက signal app ကိုအသုံးပြုပြီးစစ်စင်ရေးအစီအမံတွေကိုတခြားအရာရှိတွေနဲ့ဝေမျှဆွေးနွေးကြတာဟာ လုံထုံးလုံနေမှားယွင်းတယ်လို့ကောက်ချက်ချထားခဲ့ပါတယ်။ မတ်လတုန်းကယီမန်နိုင်ငံမှာဟိုတီပျောက်ကြားတပ်တွေကိုအမေရိကန်ကလေကြောင်းတိုက်ခိုက်မှုတွေမဆခင်မှာစစ်နယ်မှာ group တစ်ခုဖွဲ့ပြီးဟက်ဆက်ဒုတိယသမ္မတဂျိမ်းစတေဗန်ဗန့်ဗဟိုထောက်လှမ်ရေး agency CIA အကြီးအကဲဂျွန်ရက်ကလစ်နဲ့အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ Mike Wolf တို့ဆွေးနွေးကြတဲ့ကိစ္စပေါ်ပေါက်လာအပြီးမှာပင်ကွန်ကအဲ့ဒီကိစ္စကိုပြန်လည်သုံးသပ်ကြတာဖြစ်ပါတယ်။အဲ့ဒီတုန်းကတော့ Wolf ကသတင်းဌာန editor ချုပ်တူကို group ထဲမှာထည့်မိလိုက်ရာကော စစ်နယ်မှာအမေရိကန်ထိပ်တန်းအရာရှိတွေစုဖွဲ့ဆွေးနွေးခဲ့ကြတဲ့အကြောင်းပေါက်ကြားခဲ့တာပါလုံထုံးလုံနည်းတွေအရဆိုရင်အခုလိုမျိုးထိလွယ်ရှောက်လွယ်ရှိတဲ့စစ်ရေးအစီအမံတွေနဲ့ပတ်သက်ပြီးအများပြည်သူအသုံးပြုတဲ့ platform တွေမှာဆွေးနွေးခွင့်မရှိပါဘူးပင်ဒဂွန်ကတော့လုံချုံရေးအရာယာနုံးပြည့်အစိမချရတဲ့အများသော platform တစ်ခုမှာစစ်ရေးလျှို့ဝှက်ချက်တွေကိုဆွေးနွေးခဲ့တဲ့ hashtag ရဲ့လောက်ရဟာ American စစ်တီတွေရဲ့အသက်ကိုထိခိုက်အနေရဖြစ်စေနိုင်တဲ့ကိစ္စမျိုးအဖြစ်ကောက်ချက်ချခဲ့ပါတယ် ်ဗီတကွန်ရဲ့စုံစမ်းစစ်ဆေးရေးအရာရှိချုပ်ကဟက်ဆာဘလို့စစ်ရေးအချက်အလက်တွေကို signal ပေါ်မှာမျှဝေဆွေးနွေးခဲ့တယ်လဲဆိုတော့ကိုတော့ထုတ်မပြောသွားပါဘူးအင်ဖြူတော်ကတော့ဟက်ဆာစစ်ရေးလျှို့ဝှက်ချက်တွေကိုပေါက်ကြားစေခဲ့တယ်ဆိုတဲ့ဆွဆွဲချက်တွေကိုညှင်းဆိုခဲ့ပါတယ်အဒီသုံးသက်ချက်ဟာမာယွန်ကြောင့်အစီရင်ခံချက်မှာကောက်ချက်ချထားတယ်လို့မျိုးစစ်ရေးလျှို့ဝှက်အဆင့်တရေအချက်အလက်တွေမျှဝေခဲ့တာလည်းမရှိကြောင်းအင်ဖြူတော်ပြောရေးဆိုခွင့်ရအရာရှိရှောင်းဘောင်နယ်ကလူမှုကွန်ရက်မီဒီယာအိတ်မှာရေးသားထားခဲ့ပါတယ် အဲ့ဒီကောက်ချက်ကိုခိုင်မာစေမဲ့တက်သေးပါတစ်ခုမှမရှိကြအောင်ဒါပေမဲ့စန်းကျင်ဘက်ကနေတက်သေးပြဖို့အထောက်အထားတွေကတော့အများအပြားရှိနေကြအောင်အ ਨੇ ဆုံးတော့အစ်စစ်စင်ကြီးကိုအတိန်အဆောင်အမအယိုနည်းနည်းလေးတောင်မရှိခဲ့ပဲချောချောမမောအကောင့်ထဲပေါ်နိုင်ခဲ့တယ်ဆိုတာညင်းလို့မရကြအောင်သူကဆိုပါတယ်ဟက်ဆက်ကလည်းသူဟာစစ်ရေးအခင်းချင်းအစီအမံတွေကိုစစ်ကနေမှမျှဝေခဲ့ကြောင်းဆွဆွဲချက်တွေကိုပယ်ချထားပါတယ်သူဟာစုံစမ်းရေးအရာရှိချုပ်ကတွေးဆမေးမြန်းခွေတောင်းဆိုတာကိုလည်းညင်းဆန်ခဲ့ပါတယ် ူရဲ့တီးခြားကြင်ကြာချက်မှာတော့ဟက်ဆက်ကလုံပိုင်ခွင့်အရာ သူဟာစစ်ရေးလျှို့ဝှက်ချက်တွေကိုထုတ်ပြန်ပိုင်ခွင့်အပြည့်ရှိကြောင်းပြီးတော့သူမျှဝေခဲ့တဲ့အချက်လက်တွေဟာလျှို့ဝှက်အစ်စ်မဟုတ်ပဲမျှဝေဖို့အနေရကင်းတယ်လို့သူယူဆရတဲ့အကြောင်းအရာတွေဒါဖြစ်ကြောင်းလည်းဖော်ပြထားခဲ့ပါရှင်